အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာသိပ်ပံမောင်ဝရေးသားထားတဲ့အင်းဝဆိုတဲ့ဝိထုတော်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ကျမနဲ့တူနားဆင်ခန်းစားပေးကြပါအောင်ရှင်အင်းဝဤနေ့ကစကိုင်းမျိုးတွင် မိုးရွာသောနေ့ဖြစ်လေသည် အလွန်ပူပြီးနောက်ရုတ်တရက်အေး၍သွား၏တင်းလာနေသည် မောင်လူအေးကထိုနေ့တွင် ရုံတရမြီကိုပြင်းတင်းတင်းရှိလာ၏ ိမ်တွင်ခအေးအေးကလေးအိမ်နေကွေးနေစီစဉ်ကလေးနှင့်နေလိုတော်လဲမနေရယုံသူသွားရလေသည်ယုံရောက်သောအခါနေပိုင်ဝင်တော်မင်းဦးတော်ကထိုနေညံ့နေအင်းဝါတရဦးတို့နေလှဲသွားရမည်ကြောင်းပြောရာမိမိမှာသူဤလက်အောက်တွင် အလုတ်တင်ချနေခိုက်ဖြစ်သောကြောင့်သူနှင့် ထိုနေညံ့နေပင်လိုက်ရန်စီမံ၏ညနေ၄နာရီယုံမှဆင်း၍လာခဲ့၏အိမ်သို့ရောက်လျှင် အစီကံပြင်ထားပြီးပစ္စည်းများကိုယထာနှင့်တင်ကနေပိုင်းဝင်ထောင်မင်းအိမ်သို့ထွက်ခဲ့လေသည်။ထိုအိမ်သို့ရောက်လျင်နေပိုင်း၏ဧည့်သည်လင်မယားနှင့်သူတို့၏သားကလေးတယောက်ပါလိုက်မည်ဟုသိရ၏။ထိုလင်မယားတို့မှအသက်အရွယ်အားဖြင့်40ကျော်50နီးပါ။နေပိုင်းဝင်ထောင်မင်းလည်းထိုအရွယ်ပင်ထိုသူတို့၏သားကလေးက12နှစ်ခန့်ရှိသေး၏။နေပိုင်းမင်းအိမ်မှဂရုစိတ်သို့ထွက်လာရာ ြည်စည်းတို့မှလက်တစည်းတိုက်ကြောကြောခန့်ရှိ။နေလှဲလိုက်သူတို့ကဧည့်သည်လင်မယားနှင့်သားကလေးဝင်းတောင်မင်း၂ယောက်၊စည်ရီး၂ယောက်၊အစေခံ၄ယောက်အားလုံးပေါင်းလိုက်တော့တပြောတပါပျော်ပွဲစွာထွက်သည်နှင့်တူလာ၏။၅မိနစ်ခန့်ကြာလျှင်ဂရုစိတ်တို့ရောက်၏။ယထာဆိုင်ရာနှင့်ရေစက်မှဂိုက်တရားကြောကြောဝေးကွာ၏။ကောင်းမြင်ကြီးကိုကြော်ဖြတ်၍ဆင်းရလေသည်။ ပစ္စည်းများကိုပိုးသူကပိုးဆွဲသူကဆွဲထန်းသူကထန်းရွက်သူကရွက်လက်စင်ကန်းသူကကန်းပင်မမ်းမြီအစားပျော်ပါစရာကြီးဖြစ်လေသည် မကြခင်ပြီးသွား၏ပြီးလျှင်ကရုငှဲ့သုံးစီးဖြင့်အေယာဝရီမြစ်ကိုဖြတ်၍ကူးကြသည်အချိန်မှာ9နာရီခွဲမိုးကလည်းဖွယ်ဖွယ်မောင်ကလည်းခတ်မောင်မောင် နေအောင်ကလည်းမရှိတော့စကိုင်းတောင်ပေါ်တွင် ဖြူဖြူဖွှဖွှနေသော ်ဇေဒီအဆူဆူတို့ကို မျော်၍ကြည်ကားကြည်ညိုစွာဖူရ၏မြည်ရီမှာစီခြင်းမရှိငြိမ့်သက်ပြီ၏စိတ်ကြည်နူးစရာကြည်နူးစရာကြီးဖြစ်လေသည်စကားပြောခြင်းမရှိကြထိုချိန်ကာလထိုဌာနဤဒါယာလာသော အချင်းရာတို့ကိုစဉ်းစားကစိတ်ဤရတာကို ခံစား၍သွားကြလေသည်မကြမီတဖက်ကန်းဖြစ်သော အင်းဝါစိတ်တို့ရောက်၏ထူနီယာကခန်းနာခြင်းမရှိ အေယာဝရီမြကန်းတွင်တည်ထားသော အခြားရွာကလေးများကဲ့သို့ပင်အင်းဝါကောင်းစားစဉ်ကမူကားစီစီကားကားလူသွားလူလာပေါများစွာ ရှိပေလိမ့်မည်ထိုခါခဘရင်မင်းမြတ်တို့တပြေလာရေလာထွက်ကြသောအခါဤနေရာမှာပင်ဖြစ်ပေလိမ့်မည်လေပွဲတပင်အမျိုးမျိုးကျင်းပသည်ကိုလည်းဤနေရာမှာပင် ရှူစားတော်မူကြလိမ့်မည်မြမလှေတံများစီရီခင်းခြင်းဒီမှာလည်းဤနေရာပင်ဖြစ်ပေလိမ့်မည် ဟန်တာဝရီတလိုင်းများအင်းဝါကိုအောင်မြင်ပြီးနောက်စကိုင်းဘက်သို့ကူးကာရွှေဘိုခင်ဦးအစရှိသောနယ်များတွင်တစ္ဆာတော်ရေတိုက်ရန်သွားမှလဲဤနေရာကပင် ဖြစ်ကြပေလိမ့်မည်။ခီနန်အဆက်ဆက်ဘရင်အဆက်ဆက်ပျက်စီးခဲ့လိမ့်မည်။အေယာဝရီမြကြီးကမလှုံမရှား။သွားမြေတိုင်းသာစီး၍သွားနေလေတည်း။အနေစာတရားကိုမလွန်ဆန်နိုင်ပါတကား။ဤသို့တွေးတော်သောအခါမောင်နှူအေးစိတ်ထဲတွင် လွမ်းရမလို့လို့ဆွေးရမလို့လို့ဖြစ်မိ၏။ပါလာသူတို့လည်းပစ္စည်းများကိုအသီးသီးတည်တင်ကြပြီးလင်လှည့်ဖြင့်တရေဦးဘိုးရဲရှိရာသို့ ယူဆောင်သွားကြ၏။ဝင်းတောင်းနှင်းအောင်နှင်းဧည့်သည်လင်မယားတို့ကခန့်နှုံနှုံတော်မြင်ရထားပေါ်တွင်ခမမာသာနာစွာစီး၍လာကြလေသည်။အတန်ကြာလျှင်မြို့ရိုးနှင့်ကျုံတို့ကို မြင်ကြရ၏ကျုံတွင်၌ရေမရှိခြံကြီးကဲ့သို့ဖြစ်နေလေသည် ရာခင်းကြီးဘဝသို့ရောက်နေရပေပြီပဲခင်းငရုတ်ခင်းနန်းနန်းခင်းပြောင်းခင်းတို့ဖြင့်ပြည်တင်းစိမ့်စုလျက်နေ၏မျိုးရိုးကြီးမာကခြုံအုပ်ခြုံပုတ်တို့ဖြင့်ဖုံလွှမ်းလျက်နေ၏အနိစ္စအနိစ္စမြင်ရထားကိုအတန်ကလေးမောင်းမိပြန်လင်မျိုးရိုးကိုဖြတ်ခါလူဝင်ရန်နန်းတစ်ခုကိုမြင်ရသည်နှင့်မြင်ထားလေးကိုလမ်းတွင်ရက်စေ၍လေးယောက်သားမျိုးရိုးကိုကြော်၍မျိုးတွင်သို့ဝင်ကြည့်ကြလေသည်မျိုးတွင်၌ ထရွက်ကထရွက်မှုတဲအိမ်ကလေးကိုအိမ်စိန်ခန့်ရှိသောရွာသိမ်ရွာငယ်ကလေးကို မြင်ကြရ၏ရွာပြင်တွင်မိန်းကလေးနှစ်ယောက်ကိုတွေ့၍နန်းတော်ဒီယာဌာနကိုမေးရာရွာမှခက်လန်းလန်းတွင်မျောစင်တစ်ခုရှိသေးကြောင်းပြောကြ၏ထိုမျောစင်ကိုကြည့်ရန်ရွာကလေးကိုဖြတ်ကြ၏ခွေးတစီစီနှင့်ပျော်စရာကြီးဖြစ်လေသည်ရွာသူကြီးအကြောင်းကိုမေးရာရွာသူကြီးမရှိ အခြားရွာမှရွာသူကြီးကထိုရွာကိုအုပ်ချုပ်ကြောင်းပြောကြ၏မင်းနေပြည်တော်ကြီးမှာရွာသူကြီးပင်မရှိသောရွာသိန်ကလေးအခြေသို့ရောက်နေပေပြီတကယ်အနေဆာကြီးပါတကားထိုရွာကလေးအနီးနားတွင်ဖျားပြဲကြောင်းပြဲတစောင်းပြဲတို့ကိုမြင်ရ၏ရွာစုံမှနေ၍ကြည်လိုက်သော မျိုးစင်ကြီးကိုမြင်ရလေသည်ခိုင်ရန်ရန်ခရီးသွားခိုင်းဖြစ်၍အနီးနားသို့မသွားရပြီယထာရှိရာသို့ထွက်ခဲ့ကြလေသည် ယထာဆိုင်ထားရာမျိုးရိုးပြင်ဘက်တွင်လည်းတဲအင်္ဂလီ၃လေးလုံးရှိသေး၏တနခါပိန်ချမ်းရိုက်ခါထွက်၍လာကြရှာသော အပြိုကလေးနှစ်ယောက်အသက်အပြင်း15နှစ်16နှစ်ခန့်သာရှိကြသည်၏ယခုကကြေတော်သူကလေးများသာသည်ရှေးခါကမွေးကြပါမူကမျိုးကြီးသူများဖြစ်ကြပေလိမ့်မည်ရန်ကုန်ဘုံမြိုင်ပြည်ပသိမ်တို့မှလာကြသူတို့ကအရင်ဆိုင်ကြေတော်သားတွေဟူ၍မထီလေးစားပြုလုပ်ကြမည်မလွယ် ဘောင်းမီတို့တို့ဘလီစာအင်ကြီးဖားဖားကိုဝဲဘုဖနတ်ကိုစုအုတ်ထုတ်ကိုဆောင်လက်ကင်တို့ကိုဟန်ပါပါကင်ကယထာကလေးနာတွင်ရက်တော့အင်္ဂလိပ်ရောင်ရောင်တရုတ်ရောင်ရောင်မောင်လူအေးအားပြုံးတလူလူနှင့်ကြည်ကြ၏အချင်းချင်းလက်တို့ကရေကြ၏မောင်လူအေးကရှက်တက်တက်ဖြစ်သွားပြီးလင်အိမ်ရေကြီးကြီးထားကနေ၏နေပိုင်းဝင်းတောင်မင်းနှင့်ဧည့်သည်လင်မယားတို့က ထိုမင်းကလေးနှစ်ယောက်အားပဲပြူကလေးရောင်းရန်ရှိသလားဟုမေးမြန်းကြ၏မင်းကလေးတို့လည်းအလိုက်သည့်စွာအနီနာတဲကလေးများတွင် လိုက်၍မေးရှာကြ၏ရောင်းရန်ရှိသောတဲမှပဲတပီကိုဆယ်ပြားပေး၍ဝဲကြ၏တဆယ်တန်းအန်းစရာမရှိဘယ်ရှိနိုင်ပါမလဲလေငါးချက်တန်းအန်းစရာမရှိ တကြက်တန်းအန်းစရာမရှိ ခတ်တော်တာပဲငါမူပြားအန်းစရာမရှိပစံကားလဲရှားတကူ အခက်နှင့်တွေ့ကြုံနေကြရရှာ၏နောက်ဆုံး၌မောင်နူအေးဤဘလေးစာအိမ်တွင်မှပဲစီ၃စီရာ၍ပေးလိုက်ပါလေနှစ်ပြားသောပစံကိုအံ့ရန်မတတ်နိုင်သောကြောင့်ထိုနှစ်ပြားကိုနိဗ္ဗာန်ပစ္စည်းရောဟောတုခဲရလေတည်းဝေချမ်းသောကိစ္စပြီးလျှင်ယထာကလေးဘောတို့၄ယောက်သားတက်ကြပြီးလျှင်တရဦးဘိုးရဲရှိရာတို့ထွက်ခဲ့ကြ၏မှောင်နေပြီဘာကူမျှမမြင်ရတခါတခါဖျားပြဲများ တရားပြင်များကိုကြော်လွန်၍လာခဲ့ကြလေသည် တနာယီခန့်ကြလင်းတရဦးဘိုးရဲသို့ရောက်ကြလေသည် နေပိုင်ဝင်တော်မင်းကအင်းဝမျိုးတွင်သို့ဝင်ကြည့်ခြင်းသည်ပြောသောကြောင့်နောက်တနေ့ညနေခင်းမော်တော်ကားကြီးနှင့်တကြီးမင်းပေါ့၍လာလေသည်လေးယောက်သားမော်တော်ကားပေါ်သို့တက်ကြ၏ထိုမော်တော်ကားကမော်တော်ကားပေသည်မော်တော်ကားပေါ်စားကရောက်လာတော့မော်တော်ကားဖြစ်ဟန်သူ၏ နံပါတ်ကတထောင်ကျော်ကျော်များသာဖြစ်လေသည်ဇရာဒုပလရွေသူကြနေပြီဖြစ်သောကြောင့်ငယ်ရုပ်ပင်မပေါ်ကိုတော်တစ်ခုလုံးပိန်သည့်နေရာကပိန်ရိုင်းသည့်နေရာကရိုင်းကျူးသည့်နေရာကကျူးပဲ့သည့်နေရာကပဲ့တကယ်မှကာဟောင်းကြီးဖြစ်လေသည်ဆက်ကိုနှိုးရေးထွက်သွားပြန်မှလည်းတကြုံကြုံတကြက်ကြက်နှင့်တလန်းလုံးမြည်တမ်း၍သွား၏ရင်းဤအစွမ်းကလှဲနှင်းသာသာရှိ၏ မော်တော်ကားရှားသောဌာနဖြစ်သောကြောင့်ထိုကားအိုကြီးကိုပင်ကလေးများမြင်လျင်အထူးဆန်းလုခါဝိုင်းအောင်၍ကြီးရှာကြပြေးလိုက်သူကပြေးလိုက်ခေါ်ပြသူကခေါ်ပြပျော်စရာပျော်စရာကြီးဖြစ်လေတော့သည်လဲနီနာဖြတ်သွားပြန်လဲနွားများကလန့်ရှာကြ မော်တော်ကားပေါ်တွင်လိုက်ပါသွားသူတို့မှလည်းအင်ရီယာယာအီယာမစီစဉ်ရှင်တထေးတို့ကိုပင်ဂုံပြန်ကျင်သောစိန်များပေါ်ပေါက်၍လာကြ၏။သူနှင့်ပင် အင်းဝါတို့ရောက်ကြလေတည်း။ ရောက်လေလေးရောက်သားမော်တော်ကားမဟာဖြင့်ပျော်ပါစွာမျိုးရိုးကြီးကိုကြော်ကားတက်ကြ၏ရှေးဆက်ဆက်ကဝေါ်တို့ယင်တို့လှည့်ရထားမြင်းများဆင်များဖြင့်ဝင်ကြားထွက်ကြလေသည် ယခုငါတို့ကမော်တော်ကားပြည့်ဖြင့်တွယ်တွယ်ကြီးမျိုးတွင်းတို့ဝင်ရလေသည်ခု၍ပင်ကိုစီကိုငှအသွေးကြီးလျက်နေကြကုန်၏မကြမီအုတ်ချောင်းဖြူဖြူကြီးတို့ရောက်ကြ၏အတွင်တို့ဝင်ကြည့်ကြကြီးကလည်းကြီးခိုင်ကလည်းခိုင်ခန့်ကလည်းခန့် အင်မတန်အကြောင်းကြီးဖြစ်လေသည်ပျက်စီးယိုယွင်းခြင်းမရှိပဂရီခိုင်ခန့်လျက်ကြောင်းနိုင်ဖုံးကြီးကားဗလာ လင်းတို့လင်းဝဲတို့ဤကိန်အောင်ရာဌာနကြီးဖြစ်လျက်နေပေပြီလင်းတို့နန်တို့ဤအနန်တို့ကြောင့်နန်နန်စောစောရှိလာ၏ကြောင်းအောင်ကြောင်းမြင်ပြဲပြဲစင်အောင်ဝင်လိုဝင်ထွက်လိုထွက်တက်လိုတက်ဆင်းလိုဆင်းခက်ပြင်းပြင်းပင်လှမ်းခဲ့ကြလေသည် ထို့နောက်အနီးအနားတွင်ရှိသောဇရက်ကျောင်းဖျားတံဆောင်များတို့လည်းလှည့်ပတ်ကြည့်ကြဖူးမျောကြနှင့်တော်တော်ပင်အချိန်နှောင်းခဲ့ကြလေသည်ခြုံွယ်နေသောဖျားလည်းရှိနွယ်ပတ်နေသောဖျားတို့လည်းမရှာပြည့်ပြားနေသည်တို့ကလည်းအထွေထွေရေတွဲ၍ပင်မကုန်နိုင် ထိုနေရာမှထွက်လာခဲ့ကြပြန်၏ယခင်မဲနူးဤအုပ်ချုပ်ကြီးရှိ မနီမွေးတွင်ဆရာယူတဲ့တန်ကို အထိမ်မှတ်ပြုကစိုက်ထူထားသော ကြောက်တုံးကြီးကိုမြင်၍ခြံတွင်သို့ဝင်ကားကြည်ကြသည်ထိုနေရာကအင်းဝလက်မယွန်းထောင်းနေရာသည်မြန်မာနှင့်အင်္ဂလိပ်တို့ပထမဆစ်ဖြစ်ရာဆရာယူရဒန်အစရှိသောနိုင်ငံသားသားတို့အားမတင်ကား၍ထောင်တွင်အချင်းချထားခြင်းဖြစ်၏ဆရာယူရဒန်မှာအင်္ဂလိပ်တက္ကသိုလ်1824ခုနှစ်မှ1825ခုနှစ်ထိတစ်နှစ်တိုင်တိုင်ထိုထောင်တွင်မှနေခဲ့ရလေသည် ယခုကထောင်အဆောက်အဦအစားအနာကိုကမမြင်ရနေရမေပြင်ကိုသားမြင်ရ၏ထို့ခိုက်တွင် ရှေးဟောင်းဖြစ်ပျက်ပုံအကြောင်းထောင်တွင်အကျဉ်းခံခဲ့ရကြသူတို့၏ဒုက္ခအကြောင်းများကိုစဉ်းစားမိသဖြင့်တရားရ၏မျောစင်ကြီးတို့ထိုနေရာမှမဝေးတော်မီအနေငယ်သွားလျင်ရောက်တော်အံ့သို့သောမှောင်လှပြီခေလန်တိုင်းထွက်လာရမည်ဖြစ်၍လမ်းမမြင်ကခက်မီ ထိုကြောင့်ထိုနေရာမှ ခွာခဲ့ကြသည် လှေလန်းတိုင်းထွက်ခဲ့ကြရာလမ်းထဲတွင်မော်တော်ကပြက်ကြမလားပြက်ကြမလားဟုတကြောင်ကြားကြားနှင်းပင်လမ်းမကြီးပေါ်သို့ရောက်ရ၏ထုံထောင်အတန်ကလေးသွားမိပြန်လျင်ဘာကရာကြောင်တိုက်သို့သွားသောလမ်းခွဲသို့ရောက်၏လမ်းမကြီးမှမြင်နေရပေပြီဝင်ကြည့်ခြင်းသောစိတ်များပေါ်ပေါက်လာ၏မော်တော်ကမောင်သမားအားဘာကရာကြောင်တိုက်ရှိရာသို့အမောင်းခိုင်းကြ၏လှေလန်းဖြင့်သွားရ၏လမ်းမှာလဲဂျိုင်ကျင်းထူထပ်သည်ကတကြောင် ဖုံအပေါင်းထူထက်သည်ကတတန်ငကိုဟန်ကလည်းခက်ပြင်းပြင်းမှုတဝဲခန့်သွားမိနေကိုတော်မြတ်မော်တော်ကားမှာမသွားပဲညင်းဆန်က အတင်းခံနေသည်မော်တော်ကားမောင်သမားကအနေငယ်အဖုံဖုံစုံလင်အောင်ဆန်းတက်တော်လဲဖြုံတောင်မဖြုံတုံနှုတ်ဖို့ဝေးစွာဒီခါကြမှာအပေါ်ကအတီးသီးဆင်းကြပြီးလင်ခဏတဖြုံတွင်း၍ထုတ်ကြရလေသည်ဤသို့မော်တော်ကားပြန်ရင်ကဂုံခန်းတီးတွဲဘာကရာចောင်းတိုင်းနှင့်နီလျဲနှင့်ပင် ဝေးခဲ့ကြရပါကြောင်းတိတ်ပံမောင်ဝကန္နာလောကမဂ္ဂဇင်း1293ခုကဆုံလာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်